မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီတစ်ခေါက်မှာလဲဟာတာကားလေးတကားကိုပဲရွေးချယ်တင်ဆက်ပေးသွားအောင်မှာပါ အများလဲတည်တော်မူကြတဲ့အတိုင်းနမီလဲကြီးအတော်မများလဲကြည်ပူးထားတဲ့ဥစဉ်ချက်ပါပဲဥစဉ်ချက်မဖြစ်ခင်ဘာလို့တလဲဆိုတော့အရင်ပစင်းတက်ရပါတယ်ချက်တယောက်ပစင်းတက်ပွဲမှာသွားဖို့ဟန်ရေးပြင်တာနဲ့အတော်ကြာနေကြပါပြီအေပိဒတ်ဆုံးလင်းစွာနဲ့ခြိတက်ဖို့ပြင်နေရင် ဂျာရဲ့တငယ်ချင်းနှစ်ယောက်ကလည်းအော်ဟစ်ပြီးအပြေးရောက်လာကြပါတယ်။သူတို့ရောက်တော့ဆော်အောတန်ပေးလိုက်။တီးလုံးလေးတီးလိုက်။နောက်တော့တီးလုံးတန်လေးလည်းကြာရောအကုန်ထကတော့ပစင်းလောင်ထန်းထားတဲ့လူတွေလည်းလိုက်ကားတဲ့အတွက်ဂျက်တယောက်အိန္ဒီယေပြတ်ပါပြီ။ပြုတ်မကြအောင်မနေထိန်းထားရပါတယ်။အဒီအမုတ်အကခုံလေးနဲ့တောင်ပေါ်ကျောင်းကိုခြိတက်သွားကြတော့ထန်းစဉ်ပေါ်ကဂျက်လည်းအတော်ကဘာတွေပြတ်နေပါပြီ။သွားနေတဲ့လူတွေလည်းအတော်သွားပြီးတော့မှ ရှေ့ဆိုင်ဘုတ်တစ်ခုကိုလှမ်းကြည့်တော့တောင်ပေါ်ကျောင်းကိုရောက်ဖို့နောက်တန်း2ကီလိုမီတာလိုသေးတာပါဒါပေမဲ့ဇွဲမလျှော့ကြပါဘူးစက်ပြီးချီတက်သွားကြပြီဂျာလက်ထန်းစင်ပေါ်ကနေပြုတ်မကြောင်အောင်အတော်ကင်ထားရတာပါဒီလိုနဲ့တောင်ပေါ်ကျောင်းကိုရောက်လာခဲ့ကြပြီမတက်နိုင်လို့တုံးလုံးပလက်လမ်းမှာကြံခဲ့သူကကြံခဲ့နဲ့နောက်ဆုံးကြံတဲ့လူနဲ့ပဲတောင်ထိပ်ပေါ်ကိုရောက်လာကြပါတယ်အဲ့ဒီနောက်မှာတော့ဂျက်တယောက်ဦးစင်းချက်ဖြည့်သွားခဲ့ပါပြီသူ့အဖေလည်းဆက်မလိုက်နိုင်လို့လမ်းမှာမူးလေကြံခဲ့တာပါ ဒါပေမဲ့သူ့ရဲ့တငယ်ချင်းနှစ်ယောက်နဲ့ဦးစင်းချက်ကိုအသေးအတန်ကြိုက်နေတဲ့ဟော်မုန်းတို့နှစ်ယောက်ရဲ့သူ့အမေရဲ့ပဲကြံပြီးဦးစင်းကိုနှုတ်ဆက်နေခြင်းတပတ်သက်ကြိုက်နေတဲ့ဟော်မုန်းကလည်းခေါင်းပေါ်မှာဆင်လိပြကြီးနှစ်ကောင်နားလို့ပါဦးစင်းချက်ကလည်းပြန်ကြတော့လို့နှင်းလွတ်လိုက်ပါတယ်သူတို့ပြန်သွားတော့တငယ်ချင်းနှစ်ယောက်ပဲကြံခဲ့ပြီးကပိယအနေနဲ့နေမှာပါเจ้าမတပားတဲ့သောဖုန်းကြီးကလည်းသူတို့ကိုနေရာချပေးဖို့ခေါ်သွားလိုက်ပါတယ်ကဲကဲဦးစင်းနဲ့ကပိယတို့ဒီမှာအိတ်ကြဒီတော့အိတ်ရခင်းဖို့ဘေးကဖြားလိုက်ဆွဲယူ နေရာယူလိုက်တဲ့အခါမှာတော့လူတယောက်ပတ်လက်ကြီးရှိနေတာပါဆရာတော့အိတ်နေတာအဲ့ဒါဘသူကြီးလဲအဲ့ဒါအာသုဘကြီးလွန်ခဲ့တဲ့၃ရက်ကမှတည်သွားတာလဲဆိုရောလန်သွားကြပါလားဘာလို့မတကြိုရသေးတာလဲလို့ဆိုတော့ဒီเจ้าမှာဖုန်ကြီးတပားတည်းရှိတာမို့ပါဒီတော့တပားတည်းရှိတာမို့အလောင်းပြင်တော့လဲဖုန်ကြီးရွက်ဖတ်တော့လဲဖုန်ကြီးအကုန်ဖုန်ကြီးပါပဲအကောင့်ထဲမထည့်တာကလည်းတောင်ပေါ်မှာဆိုတော့အကောင့်ကလည်းမလွဲကူပါဘူးပြောနေကြတော့မှရုတ်တရက်အလောင်းကထထိုင်လာပါလိရော့ ကျောင်းတိုင်ဘုံကြီးလဲဒါကဖြစ်တတ်တာပါလာကူပေးအောင်တေးသူကိုကူညီရင်ကုသိုလ်ရတယ်လို့ပြောနေချင်းအလောင်းကပတ်လက်ပြန်လန်သွားပြန်ပါလေခြေတော့ကမိုးထောင်နေပြီးဥစဉ်ချက်လဲပြန်ပြေးကျင်နေပါပြီဘေးကမန်နိုကိုသွားပြီးလှုပ်ပေးခိုင်းလိုက်တော့အကြောက်ကြောက်နေပဲခြေတော့ကိုဖိချတော့ခေါင်းကြီးထောင်ပြီးမျက်နှာနဲ့ကတ်သွားပါလေဒီတော့ဆိုင်စင်ကိုခေါင်းကဖိချခိုင်းလိုက်တော့မှလမ်းကျသွားပြီးဘူးကြီးဆိုပြီးအတန်ထွက်လာတော့ဘုံကြီးကလဲဒါဓမ္မတာပဲတီတူရဲ့ဗိုက်ထဲကနေအက်စစ်တွေကအခုမှထွက်တာပါ တကယ်တော့မဟုတ်ပါဘူးဦးစင်ချက်ကလီလေလိုက်တာပါပြောရင်ပဲဖုန်းကြီးကအေးအေးမင်းတို့နားကြတော့နော်ဆိုပြီးထွက်သွားအလောင်းကိုဘလို့လို့ရမလဲဖေယားဘာလို့လို့ဦးစင်ကိုအပ်လိုက်ပြီလို့ပြောပြီးထွက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ဦးစင်ချက်ဥဆောင်ပြီးအလောင်းကိုထုတ်ပိုးကတဏျာကိုတဲထုတ်သွားကြတော့လမ်းလေရောက်ရောဦးစင်ဘယ်သွားမလို့လဲလို့မိတာကိုပြန်ဖြေနေပြီမန်တို့ကဦးစင်အလောင်းနဲ့တူးတယ်နော်ဒီတော့မိအိမ်ကိုရက်နေတဲ့လူကိုခဏကင်ခိုင်းထားပြီးဖြွင့်ကြည့်တော့ အလောင်းနဲ့တူနေပြီတရေချောက်တယ်ဆိုတာကိုသိတာနဲ့ဦးစင်းကအရင်လစ်ပါတယ်မန်နိုတို့ကလည်းအလောင်းကိုပြေးပေးခဲ့ပြီးပြေးကြပါတော့တယ်အဲ့ဒီနောက်မှာတော့အလောင်းမရှိတော့လို့အဲ့ဒီနေရာမှာအိတ်နေကြချင်းဆိုင်စင်းရဲ့အနားကိုအလောင်းကပြန်ရောက်နေပြီနိုးလာတာနဲ့မျက်နှာအနားကိုရောက်နေလို့မော်အော်ရဲ့ပဲဦးစင်းကိုကြော်ပြီးမန်နိုကိုခေါ်ပြီးနေရာလဲတော့လေသူလဲတဲ့ဘက်ကိုရောက်နေလို့ထားပြေးရပါတယ်မန်နိုကလည်းအိတ်နေချင်းအလောင်းကိုမတီးပဲဖတ်မိသွားသေးတာပါတတိထားမိတော့မှထားပြေးပြန်ပါတယ် ဒါလည်းဦးစင်းချက်ကမနှိုးသေးပါဘူးအလောင်းကသူ့နားကို ရောက်နေပြီဦးစင်းဘာလို့ကျွန်ုပ်ကိုပြစ်တာလဲလို့ပြောနေတာပါဦးစင်းလည်းအိတ်ချင်မူးတူးနဲ့စကားပြန်ပြောနေရင်နိုးလာတော့တရေမှန်သိတာနဲ့တေငန်းနဲ့ရိုက်ပြီးထပြေးပါတယ်မနဲ့အာယုံတက်တာနဲ့စွမ်းကန်ကြွားဖို့ထွက်ရပြီကပ္ပိယနှစ်ယောက်ကလည်းအတော်လန့်နေကြတာပါဦးစင်းချက်ကတော့အိန္ဒိနဲ့ပေါ့အေးမဝသေးလို့မျက်ကွင်းတွေလည်းညိုနေကြပါတယ်တဲကတော်တော်ခြောက်တာလို့ပြောတော့ပထမညပါပဲ သူ့တာဝန်မို့ပါနောက်ဆုံးမချောက်တော့ပါဘူးလို့သူဖြစ်စေချင်နေတာတွေကိုပြောနေတာပါစကားပြောရင်ရှောက်လာတော့ရုတ်တရက်ဝုန်းစုံစွမ်းလောင်းမဲ့လူလာတာကိုတရေပါဆိုပြီးဦးစင်းချက်ချက်ချင်းလစ်ပါတယ်ကပိယာတွေလန့်ခေါ်မှပဲပြန်လှည့်ပြီးစွမ်းခံတာပါသူ့ကိုနှာပိုးနေတယ်မမဖြစ်နေပြီစုပေးတာတော့ကိုချစ်တဲ့လူကစုပေးတယ်ဆိုပြီးပျော်နေသေးတာပါအနောက်ကနေကြောင်းတိုင်ဖုံကြီးကြွလာတော့ဖုံကြီးမြင်တာကိုတရေမြင်တဲ့အတိုင်းပဲအော်ပြီးထွက်ပြေးကြပါတယ်။ဦးစင်းချက်တို့လည်းဆက်ပြီးကြွလာကြရင် လူဝိတုံးကရီးစားပိုင်ဖန်ကဆွမ်းလောင်းဖို့စောင့်နေတာပါ။နောက်ကကောင်လေးကလည်းအချစ်ယူရီပြောနေလို့တားထားရပါတယ်။ဆွမ်းလောင်းပြီးလို့စုပေးတော့လဲစကားမပြောချင်ဘူးဘိုင်မကြီးလို့လို့ဦးစင်းကိုပြောနေသေးတာပါ။စုပေးတာကိုခံယူနေချင်းကျောင်းတိုင်ဖုန်ကြီးရောက်လာတော့အကုန်ထွက်ပြေးသွားကြပါတယ်။ပိုင်ဖန်လည်းဖုန်ကြီးကိုမြင်တာနဲ့တရေများထင်းနေသလားပဲထွက်ပြေးတာပါပဲ။အဲ့ဒီနောက်မှာတော့မန်နိုတို့နှစ်ယောက်ကစားနောက်ပြီးကျန်းတိုင်နေကြတာပါ။ဟေးမင်းငါးဘာတီလာတီလာတီတာပေါ့ကွာပထမတီလာ ူများအသက်မတက်ရဘူးမှန်တယ်ထရင်တော့တက်ရတယ်ဒုတိယသီလသူများပြစီမခိုးရဘူးဒါပေမဲ့ဖြဲဖြစ်ရင်တော့ခိုးလို့ရတယ်တတိယသီလမူသားစကားမပြောရဘူးဒါပေမဲ့ဖုံးကွယ်ထားနိုင်ရင်တော့ကိစ္စမရှိဘူးစတုထသီလအရက်တည်စာမတောက်စားရဘူးဒါပေမဲ့ပိုက်ဆံတက်နိုင်ရင်တော့တောက်ရတယ်ပြစမကတော့သူများသားများမပြေမရဘူးဒါပေမဲ့ယောက်ျားအလုံးများနေရင်တော့အဆင်ပြေတယ်ဒီချိန်မှာပဲဦးစင်းကျက်ရောက်လာပြီးចောင်းထဲမှာဟာတာမလုံနဲ့လို့ဟောက်လိုက်တာ သူနဲ့ဖုန်ကြီးနဲ့ကလည်းအပြင်းအလှန်နောက်နေသေးတာပါခမ်းမဆောင်တိုက်ပြီးရင်ကြောင်းတဲ့သွားတိုက်ပေးအောင်လို့ဖုန်ကြီးကလည်းမှားသွားပါတယ်ဦးစင်းချက်လည်းကြောင်းမှာစားနောက်တာတွေမလုပ်ဖို့နဲ့အလိုက်ထိုက်နေဖို့ပြောဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကြောင်းတိုင်ဖုန်ကြီးကဘာလို့ဒီကြောင်းမှာလာပြီးပစင်းခံချင်ရတာလဲလို့မေးတော့သူ့အတိတ်ကိုဦးစင်းချက်သတိရသွားပါတယ်သူငယ်ငယ်လူဝိတ်ကြောင်တုံးကပေါ့မျက်ခုံးမွေးထူထူနဲ့ရုပ်ဖြောင်းဖြောင်းဆိုတော့ကောင်းမလေးတွေကလည်းသူ့ကိုဝိုင်းပြီးကြိုက်နေကြတာပါသူနဲ့တကယ်တွေ့တာကဘိုင်းဖန်ပါ ကြံတဲ့လူတွေကတော့သူ့ကိုအတေရရအရှင်ရရပါဂျပူးမဟော်မုန်းရဲ့မောင်လေးကလည်းသူ့ဤစားကိုဂျက်ကလူရကောင်းလားဆိုပြီးထိုးပွဲကြိတ်ပွဲတွေဖြစ်ကုန်ကြပါတယ်။ဘိုင်ဘန်ကလည်းဂျက်ကိုလိုက်ကြိုက်နေတဲ့လူတွေကိုပြန်တီးပါတော့တယ်။ဒါဆိုဒီလိုကြောင့်ဖုံးကြီးဝိဖြစ်တာလား။မဟုတ်ပါဘူး။အเจ้าကရှိပါသေးတယ်။ကောင်မလေးသုံးယောက်ကကိုဝင်ရှိတယ်လို့ပြောနေလို့လုံအောင်ပြေးတဲ့အနေနဲ့ဦးစင်ဝဲလိုက်တာပါပဲ။ဦးစင်ဂျက်ကိုလည်းဟော်မုန်းကအမြဲကိုစောင့်ပြီးစွမ်းလောင်းတာပါ။တွေတိုင်းလည်းဦးစင်ဂျက်ကိုအခြေအကျောင်းတွေပဲပြောနေပြီး ဦးစင်းသာမဝဲခက်ရင်အရန်ချစ်ကြပြီ။သူမအရင်တီသွားရင်ရောလို့ကြပြားရိစမ်းနေချင်း။ဦးစင်းချက်ကလည်းဖုန်းကြီးဝှက်မှာပေါ့လို့တလုံးပဲပြန်ဖြေလို့စွန့်အားသွားပါတယ်။ဒါလည်းမလျှော့ပါဘူး။ဒါအချစ်ပဲနူးညံ့လိုက်တာ လုံနေသေးတာပါ။ဘာလို့လဲဆိုတော့အဲ့လိုဖြစ်အောင်ဆူတောင်းဖို့လို့ပိတ်ပြော့ထည့်လိုက်လို့စတယ်ထင်းနေပြန်ပါသေးတယ်။အဲ့ဒီနောက်မှာတော့ကျောင်းတယ်ဆရာတော်ကခေါ်ပြီးတင်ယူစရာတွေရှိသေးတယ်။ဦးစင်းရဲ့စိတ်ငြိမ်းချမ်းဖို့မလုံလောက်သေးဘူး။ ဘန်ကောက်မှာပညာသင်ရအောင်လှုပ်ပေးမယ်။စကားတော့မဆုံးသေးပါဘူး။ဘန်ကောက်လိုကြလို့ထအော်ပြီးပြောသွားကြပါလေ။ဆရာတော်ကဘာမှတော့မပြောရသေးဘူး။သဘောတူတယ်ဆိုတာကြီးပါပဲ။ဒီလိုနဲ့ဦးစင်းကျန်းနဲ့ကပ်ပီယန်နှစ်ယောက်ဘန်ကောက်မြို့ကြီးကိုတက်လာကြတာပေါ့။ကားလန်ကူတော့လည်းမကူတက်လို့ရင်ထင်းရဲကလိုက်ပို့ပေးရတာပါ။ဒီလိုနဲ့ဆက်လာကြရင်ဒန်သွားနေတဲ့လူကိုအာနုတံဘောဒီဖုန်ကြီးကြောင့်ဘယ်မှလဲလို့မေးတော့ဒီနေရာပဲလို့ဖြေသွားလို့တိုင်ပတ်သွားကြပါတယ်။ဆရာတော်ကမှားလိုက်တာက ကားနံပါတ်၈ကိုစီးရမယ်လို့မှာလိုက်တာကြောင့်နံပါတ်၈ကလာတာနဲ့တက်စီးတော့ကားကလည်းဝိုင်းပြီး61လိုပါပဲသကောတဲ့ထိပ်ပြီးလှိမ့်ခံရသလိုမောင်းနေလို့တယောက်နဲ့တယောက်နမ်းမိကုန်ကြပါတယ်။ကောင်းပါတယ်လေချစ်ချစ်ခင်ခင်ရှိကြတာပေါ့။ဦးစင်းချက်တို့လည်းကားအသေးအံစီးလာပြီးမတ်တန်ရောက်လို့ဆင်းတုံးပါပဲ။ဦးစင်းရဲ့အိတ်ကိုအလေးတုံသွားလို့အနောက်ကနေတင်ခတ်မာပြီးအတင်းလိုက်ရပါတယ်။နောက်ကကပ်ပီးရတွေတောင်မမှီပါဘူး။ဦးစင်းအိမ်တွေဆဲပါအောင်လို့ပြောပြီးသူတို့ဆက်လိုက်ကြတော့ လမ်းမအင်တာနက်ပေါ်ကသူတို့ရဲ့အိုက်တော်ကောင်မလေးနှစ်ယောက်ကိုတွေ့လို့နှုတ်ဆက်နေတာအလေးတုတ်တယ်လို့ဘယ်ရောက်သွားလဲမသိလိုက်ကြပါဘူး။ဦးစင်ချက်ရောက်တော့မှကောင်မလေးတွေကထွက်သွားတော့သူတို့ကဦးစင်အိတ်ပါသွားတာသတိမရတော့ပဲအပျော်ကြီးပျော်ပြီးကြံခဲ့တာပါ။ဦးစင်ချက်လည်းမပြောချင်တော့လို့ထွက်လာခဲ့လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လိုရာခကြီးကိုရောက်လာကြပြီးចောင်းနိုင်ဆရာတော်တွေကသူ့ကိုဆုံးမဩဝါဒပေးနေပြီ။ចောင်းကမူရင်ကပ်ပိရတွေကိုလည်းဦးစင်ချက်တို့နေဖို့နေရာချပေးခိုင်းလိုက်ပါတယ်။ ဦးစင်ကြတို့ထားသွားတော့အပေါကမှចောင်းကဖုံးကြီးနှစ်ပါးဝင်လာတော့ဆရာတော်ကြီးတွေလည်းမြင်းသားနဲ့မျက်နှာပြတ်သွားကြပါတယ်။ဦးစင်ချက်ကိုလည်းတွေ့တာနဲ့ဘိုးကြတဲ့စကားတွေပြောနေပြီးအာယုံဆိုင်ပြောစကားနားထောင်လို့ဟောက်လိုက်ပါတယ်။ကပိယကလည်းဒီဘက်ပါဦးစင်လို့ပြောတာကိုသူပြောတယ်ထင်နေသေးတာပါ။ဟိုကဦးစင်ချက်ကိုပြောတယ်ဆိုမှရှက်သွားပါတယ်။ခက်တီတီပါပဲ။ဖုံးကြီးတွေကိုကတော့လိုက်ပြီးတာနဲ့ချာယုံဖုံးကြီးចောင်းကအဆောင်ကိုတရားဝင်ရောင်းကျင်တဲ့တတိကလက်မှတ်ထိုးကျင်တယ်လို့ဆိုပါတယ်။ ဆရာတော်ကြီးတွေလည်းမျက်နာပြက်နေပါပြီသူတို့ကပြန်ကြောက်နေရတဲ့အတိုင်းပါပဲထိုးမှလာမထိုးဘူးလားဖေဟာလူမိုက်စကားကပြောသေးတာပါဆရာတော်ကြီးတွေကလည်းမမမကန်လုံးမာကိုစိုးရိမ်နေတယ်လို့ဆိုတော့ဦးစင်းတူကလည်းဇွတ်တွေအာမခံနေတာပါဆရာတော်ကြီးတွေကလည်းမတင်တော့ပါဘူးလို့မဝင်မရဲနဲ့ပြောပြတာနဲ့ချက်ချင်းပဲလေးဘက်ထောက်ပြီးထွက်သွားတာချော်တောင်ကြပါတယ်အဲဒီနောက်မှာတော့ဦးစင်းကျက်ကျင်းနေတော့အိမ်မက်ထဲတောင်သူ့ရဲ့အချစ်တော်တွေကလိုက်ပြီးနှောက်ရှက်နေကြကတယောက်ကဘိုင်းနှလား နောက်တစ်ယောက်ကလည်းအပြန်ဆိုင်ပါပဲ3လ4ရက်9နာရီမိနစ်30 15စက္ကန့်အတိအကျကိုကြည့်တာပါဒီတော့လန့်ပြီးတော့နိုးလာခဲ့ပါတယ်ဦးစင်းကျလည်းအိတ်မပြောတော့ပါဘူးဒီတော့ခက်စောစောပဲစွမ်းခံကြွလိုက်တော့ပြုံးမဒီတွေလည်းခက်စောစောပဲစွမ်းလောင်းပါလေရောမြင်းသားနဲ့ဦးစင်းကျလည်းတတွေးတွေမြိုချမိသွားသေးတာပါပြီးမှပဲဒီလိုတွေဝေစားတာတွေကဖုံးကြီးကြောင်းနဲ့မသိမ့်တော့ပါဘူးလို့တရားပြလိုက်ရပါတယ်ဒီလိုနဲ့ဆက်ပြီးစွမ်းခံကြွလာရင်လမ်းတွေပြောက်လာပြီးနေကလည်းမြင့်လာပြီးမို့ စွမ်းစားမမီမှာဆိုးတဲ့အတွက်အမြန်တွေရှောက်ရပါပြီ။ကျောင်းကိုပြန်ရောက်ဖို့ GPS ဖွင့်ပြီးလမ်းညွန်တဲ့အတိုင်းခတ်တတ်တွက်ပဲသွားလိုက်ကြရင် GPS ကောင်းမှုကြောင့်ပဲတိုင်နဲ့တောင်ဝင်ဆောင်ပါသေးတယ်။လမ်းညွန်အတိုင်းအဆုံးထိဆက်သွားလိုက်တဲ့အခါမှာတော့သူတို့ဆက်ဆာချင်းနေရာကိုပြန်ရောက်လာကြပါတယ်။လမ်းပြောက်သွားလို့မနက်9:00နာရီကစွမ်းခံကြွတာညနေ2:00နာရီထိုးမှကျောင်းပြန်ရောက်လို့ဦးစင်းကျက်လဲစွမ်းငတ်ပြီးမှဘိုင်ဟောင်းလောင်းနဲ့ကျိမ့်ရပါတော့တယ်။အဲဒီနောက်မှာတော့နောက်တစ်နေ့စွမ်းခံကြွတော့စွမ်းခံကြွရင် ခြေပါခြင်းလားလို့ဆုတောင်းကောင်းကောင်းမပေးနိုင်ပဲကြွားသွားပါလေ။နောက်တရင်ကိုထက်ရက်တော့အီးပေါက်မိသွားပါလေရော။ဒါကိုနောက်ကကက်ပီးယားတွေကဦးစင်တိတ်ခါမကြောက်အောင်သူတို့ပေါက်တဲ့ပုံစံနဲ့ပြောဆိုလုပ်နေကြပြီ။ဦးစင်ချက်ကလည်းဒကာမတွေကိုလောင်းစရာရှိတာမမြန်လောက်။နောက်ကကက်ပီးယားတွေကထွက်ကြတော့မှလို့ဆိုတော့လောင်းလို့ပြီးတာနဲ့ဆုကို red လို့ယူပြီးအမြန်လစ်သွားပါတော့တယ်။ဤစရာအကြောင်းကိုဆိုင်ကယ်ကယ်ရီငါတော့လေ။ဆိုင်ကယ်သမားကလည်းရစ်နေသေးတာပါ။ចောင်းသုံးចောင်းရှိចောင်းနဲ့ဘယ်ចောင်းကိုသွားမှလဲလို့ဆိုတော့ အိမ်သာရှိတဲ့ကြောင်းလို့ပြောတော့မှပိုဆိုးသွားပါပြီဦးစင်းကအိမ်သာတဲ့ဘာသွားလုံးမလို့လဲဘာလုံးမှာလဲချေးပါမလို့ဟိချေးပါမလို့ဒါလည်းအရေးရှိနေသေးတာပါဦးစင်းအရင်ကချေးပါခြင်းနဲ့လို့အရင်ကဘာလို့မပြောလဲနီးစက်ရအကြောင်းကိုသွားပါအိမ်သာရှိရင်ပြီးတာပဲလို့ဆိုတော့ဦးစင်းချက်တယောက်ကိစ္စကထိတ်ဝရောက်နေပြီမို့အတော်နေရခတ်နေပါပြီဆိုင်ကယ်သမားကလည်းလမ်းမှာလေကျောရှည်နေပြီစိတ်တူတူနဲ့ဟောက်ထဲလိုက်တော့ပိုဆိုးသွားပါပြီဆိုင်ကယ်ကိုရက်ပြီးဦးစင်းပါတာမောင်းလို့လုံနေသေးတာပါ ဦးစင်းလည်းမမောင်းတော့မှသူ့ဘာသာသူစံမောင်းနေရင်အတော်ဝေးဝေးမောင်းလာပြီးမှဦးစင်းချိပါခြင်းနေတာကိုသတိရသွားပြီးအမြန်မောင်းပါတော့တယ်ဦးစင်းကြလည်းအနောက်ကနေချိပါခြင်းလာလို့အော်ဟစ်ပြီးအတော်ထိမ့်သိမ့်ပြီးကိုလိုက်လာရရင်ချိကထွက်ကြသွားပါလိရောဒီလိုနဲ့ကြောင်းတဲလဲဝင်ရောအိမ်သာမသွားနိုင်သေးပါဘူးထပ်ပြီးလွတ်ချလိုက်ရင်အပြေးဝင်သွားတော့တခြားဖုန်ကြီးတွေကလည်းပြန်အလာနဲ့တိုးပါတော့တယ်ဦးစင်းကြအနောက်ကိုရောက်တော့ဘာနဲ့ရတာလဲအနောက်ကဦးစင်းကလည်းမြင့်ချင်နံ့ပါတယ် မြစ်ချင်နဲ့ရပါတယ်လုံနေရင်ဘုံကြီးကကြွာသွားတော့ဦးစင်းနှပါကလည်းပြန်လှည့်လာပြီထပ်ပြီးအနံ့ခံကြီးတော့အနံ့ကိုရှင်းရှင်းကြီးရလိုက်ပါပြီမြစ်ချင်နဲ့မဟုတ်ပါဘူးဖျုံသီးပုံနဲ့နေမှာပါလို့ပြောရင်လစ်ကြပါတယ်နောက်ဆုံးကိုတော်ကတော့အနားကိုကတ်အလာမှဦးစင်းကထပ်ပြီးလွတ်ချလိုက်လို့အနံ့ရပြီးမူးလဲသွားပါတယ်အာတင်းပြီးပြန်ထသွားလဲဤမူးသွားလို့မနဲ့လျှောက်သွားရတာပါမန်တို့တို့နှစ်ယောက်ရောက်လာတော့မှ အော်ကြီးဟစ်ကျဲနဲ့ဦးစင်းကျဲဤထွက်ကြတယ်လို့ပြောနေလို့ ဘသူလဲလို့ဦးစင်းချက်ကလည်း तू မဟုတ်တယ်လို့ပဲထအော်လိုက်သေးတာပါမန်နိုတို့ကသူ့လက်ညှိုးထိုးကြလို့အနှမ်းရှူသွားတဲ့ဦးစင်းတွေလည်းပြုတ်တက်ကုန်ကြပါတယ်အဲ့ဒီနောက်မှာတော့ဦးစင်းကန်တို့ចောင်းဆောင်တဲ့ကိုလူတွေတဖွဲဖွဲဝင်နေကြလို့ဦးစင်းချက်လည်းသိကျင်တာနဲ့ဝင်ဖို့လို့တော့အပေါက်ကဦးစင်းဆန်ရဲ့တပည့်တွေကဝင်ဝေးမပြူပါဘူးဒါကမလိမ့်တစ်ပတ်လောက်ပြီးဝင်ဖို့စူးစမ်းလည်းမရပြန်ပါဘူးအဲ့ဒီနောက်မှာတော့ចောင်းကဆရာတော်ကြီးတွေနဲ့ဦးစင်းဆန်တို့ရဲ့ចောင်းကဘာလို့လူတွေအဲ့လောက်များနေတာလဲလို့မေးတော့နေရောညာရောများနေတာဖြစ်ပြီး နောက်နေ့ကျဦးစင်းကိုခေါ်သွားပြီးမယ်လို့ဆိုပါတယ်။ဦးစင်းဆန်တို့ကအဆောင်တွေလက်ဖွဲ့တွေမျက်နှာပွင့်တာတွေကိုပြုတ်လုပေးနေလို့ပါပဲ။တက္ကမတယောက်ကိုလည်းမျက်နှာရွှေသွင်းတာမျက်နှာကိုရွှေတိကက်မန်းတာမဟုတ်ပဲတတွင်းနဲ့ထွေးနေတာပါ။ဦးစင်းကျက်တို့လည်းဆရာတော်ကြီးနဲ့လိုက်လာပြီးအချင်းတွေကိုမြင်သွားကြပါတယ်။မျက်နှာရွှေသွင်းနေသူကဦးစင်းကျက်ကိုကြိုက်နေတဲ့လက်စစ်ဆိုတဲ့တယောက်ပါ။ရှာကိုလည်းရွှေသွင်းနေခြင်းဦးစင်းကိုတတိထားမိသွားတာနဲ့အနားကိုလေးဘက်ထောက်ပြီးလာနေလို့ဆရာတော်ကြီးကလည်းမသိပဲ။ ရက်လိုက်စမ်းခန္ဓာကိုယ်ထဲကနေထွက်သွားစမ်းတရေပူးတယ်မှန်နေတာပါဦးစင်ချက်ကိုမေးတော့မိမဟောင်းပါလို့ဆိုတဲ့အတွက်မိမစီကထွက်ပြေးလာတယ်လို့ထင်သွားပါတယ်လက်စစ်ကလည်းဦးစင်ရဲ့ပစင်းခံပွဲကိုမလာလိုက်ရလို့တောင်းပန်နေပြီဦးစင်ချက်ကလည်းမင်းပိုက်ထက်ကခလိရောလို့မေးတော့ချက်ချင်းပဲဘိုက်ကနာသွားပါပြီအဖေရှိမှကန်းနေတယ်လို့လုံနေသေးတာပါရွှေလာသွင်းတာလဲဦးစင်အတွက်ပါလို့ပြောင်းလဲနေပါသေးတယ်မြန်မြန်သွားတော့မဟုတ်ရင်ခလေးကန်တာထပ်ပိုဆိုးနေအောင်မယ်လို့ပြောထည့်လိုက်ပြီးထွက်သွားတဲ့အခါမှာတော့ ဥဒတ်ဒါလာငိုဒါလာမသေးခွဲပဲကြံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဦးစင်းကြက်လည်းစာတင်နေရပြီ။မြေတားဆိုတာအချစ်ဆိုတဲ့စီရောက်သွားတော့ဦးစင်းကြက်လည်းထပြီးအချစ်ဆိုတာဘာလဲလို့ထမေးလိုက်ပါတယ်။စာတင်စီရတော်ကြီးကလည်းအချစ်ဆိုတာလေးလေတလို့ပဲမမြင်ရဘူး။မန်တို့တို့တငယ်ချင်းတယောက်ကလည်းကြောင်းထဲမှာသူတို့ရဲ့အိုက်တော့ကောင်းမလေးတွေကိုထတ်တွေ့သွားကြပါတယ်။ဒီချိန်မှာပဲဘုံကြီးကြောင်းသားတယောက်ကကပိုင်းနိုင်လာတာကိုမြင်သွားပြီ။သူတို့ချောင်းပြီးဖုံးနဲ့ရိုက်နေချင်းအိုးကပိုက်ဆံအိတ်ထဲကပိုက်ဆံကိုယူပြီးလွတ်ပြစ်လိုက်တာသူတို့ကိုမှန်သွားပါလိမ့်။ အဲဒီနောက်မှာတော့ဦးစင်းချက်တယောက်ပုံမှန်စွမ်းခံကြွလိုက်ဇာပေလေးတင် जा လိုက်နေပေါ့စာတင်ရင်လဲဆရာတော်နေကပွဲကြနေသေးတာပါဦးစင်းချက်နဲ့မန်နိုတို့ကလည်းစွမ်းခံကြွရင်အနောက်ကကတ်တရာလမ်းပေါ်ကဖြတ်သွားတဲ့ဆိုင်ကယ်တွေကိုအမျိုးသားနဲ့အင်ဂျင်ပါဝါတွေကို အပြိုင်လှဲ့တောင်မကြည့်ပဲရွတ်ပြနေကြတာပါနောက်ဆုံးရဲဆိုင်ကယ်ဖြတ်သွား Honda CBR တီးနံချွေဆက်တီးနံချွေဆက်မဟုတ်ပါဘူးရဲဆိုင်ကယ်ပါဗျာလက်တစုတွေကိုချွေတာလေး ွမ်းလောင်းတဲ့လူတွေကစုပေးခိုင်းတော့မှစုပေးပြီးဆက်ကြွာသွားကြပါတယ်။ဇာတင်ဆရာတော်ကြီးကလည်းမိသားစုကိုအင်္ဂလိပ်လိုတီလာလုံပြီးတော့ဦးစင်းချက်ကလည်းအရင်ဆုံးလက်ထောင်ပြီးထဖြေပါတယ်။ဘက်ထရီပါတယ်။ဆရာတော်ကြီးကလည်းပြုံးပြီး family လို့အမှန်ပြောလိုက်ရပါတယ်။မင်းမထားရင်အားလုံးကတိမှမဟုတ်ဘူးလို့နောက်ခံလိုက်ရတာပါ။ဦးစင်းချက်လည်းစွမ်းခံနေရင်အနောက်ကနေဘိုင်ဖန်ကဆိုင်ကနေအပြည့်ရောက်လာပြီးစွမ်းလိုက်လောင်းတာပါ။ဆိုင်ကမောင်းတဲ့လူကဘသူလဲလို့မေးတော့သူရဲ့မောင်းဝမ်းကွဲပါတယ်။ မန်နိုတို့ကလည်းဘာလို့မရှင်းမရှင်းလောက်ရတာလဲဦးစင်းချက်တမျိုးထင်သွားရင်ဘလို့လုံမလဲလို့ပြောနေလို့ဟန့်ထားရပါတယ်မန်နိုတို့နှစ်ယောက်ကလည်းចောင်းသူလေးတွေနောက်ကိုလိုက်ရင်ចောင်းဆောင်တဲ့လူကြီးကဝင်ခွင့်မပြုလို့နောက်ပြန်လှည့်ကြရပြီလမ်းမလျှော်သေးပဲမိန်းကလေးလိုဝေစားပြီးဝင်ဖို့လို့တော့ဝင်ခွင့်ရသွားကြပါတယ်ဦးစင်းချက်ကိုလည်းဘိုင်ဖန်ကသူ့နောက်ကလူနဲ့မိတ်ဆက်ပေးနေတာပါဒီချိန်မှာပဲလက်စစ်ကလည်းရောက်လာပြီးဘိုင်ဖန်ကိုမြင်တာနဲ့အပြန်အလှန်စကားများကြပါတယ်ចောင်းအပြင်မှာလည်းမန်နိုတို့နှစ်ယောက်ចောင်းပဲ ဆီနီယာနဲ့ဂျူနီယာចောင်းသူတွေစကားများရန်ဖြစ်ကြပါတော့တယ်ဒီတော့ဦးစင်းကိုလာခေါ်တော့ဦးစင်းဘေးက left side နဲ့ဘိုင်းဖန်တို့ကလည်းပါလာကြပြီခလေးတွေချနေတာမြင်တော့သူတို့နှစ်ယောက်လည်းထပြီးရန်တက်ကုန်ကြပါတယ်ចောင်းသူတွေကမန်နိုတို့အတွက်ရန်ဖြစ်ကြဘိုင်းဖန်တို့နှစ်ယောက်ကတော့ဦးစင်းចောင်းပါပဲအဲ့ဒီနောက်မှာတော့ဦးစင်းကျက်ရဲ့အဖေကဘန်ကောက်ကိုတကြံရောက်ရင်လာမယ်လို့စာပို့လာပါတယ် wifi password မရှိလို့ဦးစင်းကလည်းဘုရားကြောလိုက်ပြီးစင်းတူအောက်က wifi password ကိုပေးလိုက်ပါတယ် ဦးစင်းကံကလည်းခုံမှန်သောအယုတ်တွေကိုစီရင်ပေးနေပြီးမန်းမုံတွေကနောက်ထပ်လာနေကြလူနှစ်ယောက်ကလည်းအတင်းရောက်လာပြီသူတို့ကလေးကိုနမ်းမြေအစ်စ်ပြောင်းပေးပါလို့တောင်းဆိုလိုက်ပါတယ်အယုတ်ကိုဦးစင်းကိုပေးတော့လေကလေးကြီးဖိဖိစီသွားလို့လုံနေသေးတာပါဦးစင်းကလည်းနမ်းမြေအစ်စ်ပေးလိုက်ပြီးဒီအချိန်မှာပဲတတိအိုးတို့ကရောက်လာတော့ဒီနေ့အတွက်တော့ဒီလောက်ပဲဆိုပြီးကြံတဲ့လူတွေကိုပြန်ခိုင်းလိုက်ပါတယ်ဒါပေမဲ့ဘေးကဘွားတော်နှစ်ယောက်ကတော့မပြန်သေးပါဘူးတတိတီပါရီကြီးမဆိုင်ပါဘူး သူတို့လည်းအလူငွေတွေအများကြီးလူရန်ထားလို့မပြန်နိုင်သေးဘူးလို့ဆိုကာရံပြန်တွေ့နေသေးတာပါတတိအိုလည်းစိတ်တို့လာပြီးလက်တွေကိုရမ်းရမ်းပြီးရံပြန်တွေ့တာပေချိုးတွေလက်မှာထုံးသွားလို့ပြန်ဖြေခိုင်းရတဲ့အထိပါပဲအဲ့ဒီနောက်မှာတော့ဦးစင်းချက်တို့ငိမ့်ချန်းစွာနဲ့ចောင်းဝဲအမိုက်လဲနေချင်းသူ့ကိုကြိုက်နေတဲ့ဟော်မုန်းကလည်းចောင်းကိုစိုက်ချလာပြီးတွေ့သွားပါပြီဦးစင်းချက်ကိုမြင်တာနဲ့စကားလာပြောကာသူမဦးစင်းကိုမဆောင်နိုင်တော့ဘူးဦးစင်းလူမထွက်ရင်កောင်းလေးအစ်စ်ရှာမှာယောက်ျားတွေမှာတပုံကြီးပဲလို့ လုံနေတဲ့အတွက်ဦးစင်းကြက်လည်းကင်ထားတဲ့တပြက်စီလွတ်ကျသွားပါတယ်။ဟော်မုန်းတို့လည်းခံစားသွားရတဲ့ထင်ပြီးပျော်သွားပါပြီ။မဟုတ်ပါဘူး။တလုံးပဲပြန်ပြောလိုက်ပါတယ်။ဦးစင်းကြက်လည်းမျက်နှာငယ်လေးနဲ့ဒီလိုပြောမှတော့ဦးစင်းတသက်လုံးဖုံးကြီးဝှက်ဖို့ဆုံးဖြတ်လိုက်ပြီလို့ပြောထည့်လိုက်ပါတယ်။ဟော်မုန်းလည်းစိတ်ဆိုးပြီးဘိုက်ကိုပုတ်ပုံပြီးဒီကလေးကဘာလို့ရမှလဲလို့ပြောဆိုလောက်ကဘာသွားဖို့ပြင်တဲ့အခါမှာတော့နေပါအောင်လို့လှမ်းခေါ်တဲ့အတွက်မျောလင်းကြက်တွေနဲ့ပြန်လှည့်လာပါတယ်။ဦးစင်းကြက်လည်းမန်နိုတို့ပါခေါ်ပြီးအမိုက်တွေနဲ့လှည့်ထုတ်လိုက်လို့ထွက်ပြေးသွားကြပါတယ်။ ။ကျောင်းကဆရာတော်ကြီးနှစ်ပါးကလည်းဦးစင်းဆန်နဲ့ဦးစင်းကံတို့လုံနေတာကိုသာသနာရေးကတည်သွားရင်ပိုပြီးပြဿနာကြီးမှဖြစ်ပြီးသူတို့လည်းဒုက္ခရောက်မှလို့တိုင်ပင်နေကြပါတယ်။ဦးစင်းကံနဲ့ဦးစင်းဆန်တို့အဆောင်တွေလက်ဖွဲ့တွေပေးနေတာကိုဦးစင်းချက်ကရောက်လာပြီးဦးစင်းကံတို့ကမှော်အဆွမ်းကြည့်နေတာမဟုတ်ဘူး။တကယ်တည်းရင်ပြန်ပြပါလို့မန်တို့ကပြောတော့အေးမေမနက်9:00နာရီကျောင်းရှိလာခဲ့။ဘာလို့မလို့လဲပြန်ပြမလို့လား။စွမ်းလောင်းနီးပြပေးမလို့။ဦးစင်းကံတို့ကလည်းသူတို့ရဲ့စီးပွားရေးကိုနှောက်ရှက်ရကောင်းလားဆိုပြီ ်ဆရာတော်ကြီးတွေတောင်မတားတာမင်းတို့ကဘာမှုလို့လဲဆိုပြီးခြေထောက်နဲ့လှမ်းကန်ဖို့လုပ်တော့အောက်ဆလွတ်သွားတာကိုဘေးကဦးစင်းကလည်းမြင်လိုက်ကြလားအောက်ကပြည်သက်ကလည်းမြင်ပါတယ်ဗျာမြင်တယ်လို့ကောက်ယူလိုက်ကြနော်အားလုံးကံကောင်းကြပါစေပြည်သက်ကလည်းကနန်းရပြီပေါ့ဆိုပြီးကျေးဇူးတွေတင်လို့ပေါ့ဒီတော့ဦးစင်းချက်ကလည်းရှေ့ကိုတို့တော့မန်တို့တို့ကစိုးရထားမှာပဲအောက်ဆလွတ်သွားပြီမန်တို့ကလည်းမြင်လိုက်ကြလားတစ်ရှိဖြစ်မှာတေးကြတယ်လို့ပြောလိုက်ပြီးထွက်သွားကြပါတယ် အဲ့ဒီနောက်မှာတော့ချဲလဲထွက်ရောဦးစင်ကြက်ပေးတဲ့ကနန်းကကွက်တိထွက်သွားတာပါဦးစင်ကန်တို့ရဲ့ပရိသတ်တွေကဦးစင်ကြက်စီကိုယောက်သွားကြပြီးပူဇော်ကြပါတယ်ဦးစင်ကန်တို့လည်းကနန်းပေးမယ်လို့လာစီယုံလည်းမရတော့ပါဘူးဦးစင်ကြက်ကလည်းကနန်းပေါက်တာကဦးစင်ကြက်နဲ့လည်းမဆိုင်သလိုဦးစင်ကန်တို့နဲ့လည်းမဆိုင်ဘူးအခုချဲပေါက်တာကကန်ကောင်းလို့ပါလို့ဆိုပါတယ်အားလုံးကလည်းသာသနာကိုခုထုံးလုပ်ပြီးပြစ်မှုကျူးလွန်တဲ့လူဆိုးတွေနဲ့တွေ့ကြရလိမ့်မယ်ဒီလိုလုပ်ရင်သာသနာပြည့်စည်လိမ့်မယ် ဖြောင်းပြပြောဆိုပြီးပြန်လှောက်လိုက်တော့ပြန်သွားကြတာကိုဦးစင်းကံတို့ကလည်းအဆောင်လက်ဖွဲ့တွေရောင်းမယ်လုပ်နေသေးတာပါလူတွေကလည်းစိတ်ဝင်စားတော့ပဲပြန်သွားကြပါတယ်ဦးစင်းကံတို့လည်းသူတို့ကိုလူတွေရဲ့ယုံကြည်မှုပျက်စီးသွားလို့တိတ်မကြေနပ်ကြပါဘူးဦးစင်းကြက်ကလည်းဒီတစ်ခေါက်ကနန်းသုံးလုံးပေးမယ်ဟာဟာဟာလို့ပြောသွားတာကိုဦးစင်းကံကလည်းခြာရိပ်လိုက်လို့လုပ်နေသေးတာပါသူ့ကိုလှောင်သွားမှမသိပါဘူးကလေးအယုတ်လေးမွေးထားတဲ့ဘွားတော်တယောက်ကလည်းကလေးတည်လို့ဆိုပြီးအယုတ်ကြီးကိုမှန်ကောက်နေတဲ့ ဘုံကြီးနဲ့တရားနာစွမ်းကပ်လုပ်နေသေးတာပါ။ဦးစင်းကန်ကလည်းစိတ်မကောင်းမဖြစ်ပါနဲ့ကောင်းရမွန်ရရောက်มาပါ။ဘလို့သိလဲဖေ။မကောင်းတဲ့နေရာဆိုရင် ပြန်လာมาပေါ့ဟ။နောက်ဆုံးကိုတော်ကမေးတော့တက္ကမတို့စေးတောက်အောင်လို့ပြောထည့်လိုက်ပါတယ်။ဦးစင်းချက်ကလည်းညဘက်ကြီးနတ်တငယ်အယုတ်လေးရဲ့အာသုဘစွမ်းကပ်ကနေပြန်ကြွလာပြီ။လူတွေရဲ့ယုံကြည်နေတာကိုလည်းအတော်နားလျာခတ်နေပါတယ်။အဲဒီနောက်မှာတော့ဦးစင်းဆန်ကကျောင်းနယ်ဆရာတော်ကြီးကိုစေးခတ်ပြီးဇာကျုပ်လက်မှတ်ထိုးဖို့စီစဉ်ပါတယ်။ တတိအိုးတို့နဲ့ပြောထားတဲ့စာချုပ်ကိုညင်းနေလို့လုံနေတာပါတတိအိုးကလည်းရောက်လာပြီးသူ့စီကစာချုပ်ကိုယူကဆရာတော်ကြီးကိုခေါ်ပြီးစာချုပ်မှလက်မှတ်ထိုးခိုင်းဖို့ကြံကြပါတယ်ဆရာတော်ကြီးတောင်းမဲ့ထဲကိုဆေးခတ်ထားလိုက်တာပါဒီတော့ဆရာတော်ကြီးကဘာမှမသိတော့ပါဘူးလက်မှတ်ထိုးကနှီးမှပဲဦးစင်းချတ်တို့ရောက်လာပြီးတားလိုက်တော့မှလူမိသွားပြီးဆရာတော်ကြီးကိုလည်းခေါ်ထုတ်သွားကနောက်ဆရာတော်ကလည်းဒီတခါတော့ခွင့်လုပ်ပေးမယ်လို့ကြိမ်းကထွက်သွားပါတယ် ဦးစင်းချက်ကလည်းအခုမှစာသင်သားဆိုတော့စာတွေကလည်းမမေ့သေးတော့ပါဠိလိုတွေပြောပြီးထွက်သွားပါတယ်ကပိယတွေကလည်းအ내ပြန်ပါတယ်ဖြစ်ပြီးရင်ပြတ်တယ်ပြောပြီးထွက်သွားကြတော့ဦးစင်းချက်ကပြဿနာပဲလို့တထေအိုးကမြင်သွားပါတယ်အဲ့ဒီနောက်မှာတော့မန်နိုတို့နှစ်ယောက်ရဲ့ဦးစင်းချက်ရဲ့ပေါင်းပြီးကပိုင်းလိုက်တဲ့ចောင်းသားကိုဝိုင်းဖမ်းမိသွားကာအိုးကလည်းသူအစင်မပြေလို့လုံးမိတာပါလို့တောင်းပန်တဲ့အတွက်ဦးစင်းချက်ကလည်းအပြည့်ဝင်ခိုင်းရင်လှုပ်ပေးလိုက်ပါလို့ဆိုကာလိုအပ်လို့လှုပ်တာဖြစ်တဲ့အတွက်အခွင့်အရေးပေးရမယ် ဦးစင်းကလည်းဆင်းရဲတောင်အလုပ်တွေအများကြီးရှိပြီးနောက်ဒီလိုတွေထပ်မလုပ်ဖို့ဂတိပေးခိုင်းကလွှတ်ပေးလိုက်ပါတယ်။မန်နိုရုကတော့ဒါကိုသိမ့်မကြည့်ပါဘူး။ဒီလိုနဲ့ဦးစင်းချက်တယောက်တည်းចောင်းရှိလမ်းလျှောက်နေချင်းတိုင်ကယ်တစည်းရောက်လာပြီးဂျက်လိုခေါ်ကတနတ်နဲ့ပြစ်ထည့်လိုက်ပြီးလဲကြသွားပါတယ်။မန်နိုရုလည်းအနောက်ကနေရောက်လာပြီးတနတ်သမားကိုဖဏတ်နဲ့ပေါက်ထည့်လိုက်လို့ပြုတ်ကြတာနဲ့မိုင်းတီးကြတဲ့အခါမှာတနတ်သမားကိုမိထားကြပါတယ်။ဦးစင်းချက်ကတော့မြေကြီးပေါ်လဲနေပါပြီ။တခြားဘုံကြီးတွေလည်းထွက်လာပြီးဆရာတော်ကသိပြီးထင်လို့ တပ်ပေတတ်တာဒီအရွယ်ရောက်ချင်းတည်ဆုံးချင်းနေဆိုပြီးတရားမှတ်နေကဒီချိန်မှာဦးစင်ချက်ကထလာပါတယ်မတည်သေးပါဘူးတကယ်တော့ဟိုးကတနတ်နဲ့အပြစ်မှာဦးစင်ချက်ကလည်းသူ့ဘာသာသူခလုတ်တိုက်ပြီးချော်လဲကြသွားတာပါဒါမှမဟုတ်ကြည်စံကမထိလိုက်ပါဘူးဦးစင်ကန်တို့ကလည်းဘယ်သူမှမယုံရဘူးလို့ပြောနေပြီးဇာတော်ကြီးကလည်းနောက်အပြင်သွားရင်ဦးစင်ကန်တို့ဆန်တို့နဲ့အတူသွားသူတို့ကကြည်စံကိုဝန်ခံပေးမှာသူတို့မှာအဆောင်ကောင်းတွေရှိတယ်လို့ရွက်ပြောလိုက်ပါသေးတယ်အဲ့ဒီနောက်မှာတော့ထိုင်းတကြံပွဲကိုရောက်လာခဲ့ပြီး ဘုံကြီးကျောင်းမှာလည်းကောင်းမှုကုသိုလ်တွေပြုကြစွမ်းတွေလောင်းတော့လဲတောင်ပေါ်ကျောင်းကရောက်လာတဲ့သွားမရှိတဲ့ဆရာတော်ကြီးကသွားတိုက်စည်းတွေကြီးရနေလို့စိတ်ညစ်နေပါပြီလမ်းမတွေထပ်မတော့ရေးတွေကစားကြပေါ့မန်နုံနဲ့ဆိုင်စင်တို့ကလည်းကောင်းမလေးတွေတယုံယုံပါပဲဦးစင်ချက်ကလည်းရှိုးပွဲတစ်ခုမှရောက်နေပြီနေကဆရာတော်ကြီးကလည်းနောက်ကပါလာရင်တိတ်မလိုက်ချင်ပါဘူးရေပတ်ခံရမှစိုးလို့ပါဖုန်ကြီးတွေကိုရေမပတ်ပါဘူးလို့ပြောနေတုန်းရှိသေးရေပုံးနဲ့ပတ်ခံထိပါတယ်အရှိမအပီပြင်ကဲနေတဲ့သူ့အဖေကိုခေါ်လိုက်တော့ အရှင်ပြတ်သွားလို့ဘဲကောင်လဲกว่าဆိုပြီးလှည့်ကြည့်တော့မှသူသားဦးစင်းချမ်းမှန်တည်သွားပြီးတရံပွဲတွေကိုဆွဲခေါ်သွားပါတယ်စတိတ်စင်ပေါ်မှာလည်းအပီဟဲနေတာကလည်းကတုံးနဲ့ကြက်ပါပဲလူတွေကြားတဲ့တိုးနေရင်လူအထဲမှာဝမ်ကွဲပါဆိုတဲ့အကောင်နဲ့အပီကဲနေတဲ့ဘိုင်းဖန်ကိုမြင်သွားကြပါတယ်ဦးစင်းကိုမြင်တော့ဝမ်ကွဲပါဖះလို့လုံနေသေးတာပါဟော်မုန်းတို့ကလည်းရှည်ဆုံးမှကောင်လေးဘင်ညာတယောက်စီနဲ့အပီကဲနေတာပါအစိုးရကလည်းကြက်ဖြစ်ပြီး ဂျက်လိုမန်တို့ကလန့်ခေါ်တော့သူတို့ဘက်ကိုလှည့်ပြီးအတန်ဆိုးကြီးနဲ့ဩပါတယ်။ဦးစင်းဂျက်လည်းစိတ်ညစ်လို့ထွက်သွားမယ်လို့ပါပြီ။ဆိုင်စင်ကလည်းတချင်းဆူနေတဲ့ဂျက်ကိုကြည့်ပြီးတီဗီပေါ်မှာပဲလော်ရုပ်ပုတ်တာမဟုတ်ဘူးဟာ။အပြင်မှာပိုဆိုးတယ်လို့ပြောချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဦးစင်းဂျက်တို့လည်းအပြန်လမ်းမှာမိမတွေကအတိတ်တွေ့ရင်အဟောင်းကိုစွန့်ပစ်ပြီးမေးပြနိုင်ကြတယ်လို့အတင်းတုံနေကြပြီ။သူကောင်မလေးကလည်းသူ့ကိုစောင့်နေပါမယ်လို့ပြောသွားလို့အမြင်ကက်ကက်နဲ့ပဲဖဲ့ထုတ်လိုက်သေးတာပါ။သူတို့ကားမောင်းနေရင်ကားတစ်စီးကိုဝင်တိုက်မိသွားပြီ သူတို့ရဲ့ကားကောင်းကကြည်သွားကစီကားသမားကဆင်းလာပြီးလိုက်လွင့်ကသူကပဲနစ်နာသူပါသူကိုလည်းကားတကားကိုလာခောက်ပြီးသူလည်းတအားကြောက်နေရတယ်လို့နစ်နာသူတယောက်လုံးလီဆယ်ပြောနေတာကိုဆိုရှယ်မီဒီယာပေါ်ကိုအတော်ပြန့်သွားပြီးနမည်ကြီးလာပါတယ်ဦးစင်ချက်တို့လည်းသူတို့ကဘာမှမလုပ်ပဲဒီလိုမကောင်းတဲ့တဲ့နဲ့နမည်ကြီးတော့စိတ်ညစ်ရပါပြီဆရာတော်တပားနဲ့တိုင်ပင်နေရင်ဘာလို့ရမှန်းမသိဖြစ်နေကဦးစင်ကန်နဲ့ဆန်တို့ကလည်းရောက်လာပြီးဦးစင်ချက်ဒုက္ခရောက်နေတာကိုလှောင်နေကြသေးတာပါ ဦးစင်းချက်ကလည်းအပြစ်မှန်ကိုရှင်းပြနိုင်ဖို့ TV အစီအစဉ်မှာတွားပြီးဖြေရှင်းပါတယ်။ရှီကားပိုင်ရှင်နဲ့အတူတူပါ။ရှီကားပိုင်ရှင်အပြောကတော့သူကားကိုအနောက်ကကြော်တက်ခွင့်မပြုလို့ဆိုပြီးဝင်တိုက်တာဖြေချောင်းနဲ့သူကားရဲ့နားကိုလည်းကြွားကြီးကင်ပြီးရောက်လာလို့ဦးစင်းကဖြဲတယ်လို့ဆိုပါတယ်။ဦးစင်းချက်လည်းအမှန်တိုင်းကိုပြောပြလိုက်ပါတယ်။ကားမတော်တဆဖြစ်လို့ဆိုပြီးကားပေါ်ကနေကူညီပေးဖို့ကြွားတချောင်းယူလာပြီးဆင်းသွားတာကိုရှီကားသမားကသူ့ကိုဖြဲပါတယ်ဆိုပြီးကြွားကိုလှုပ်ပြီးဦးစင်းကိုအတင်းလိုက်ရိုက်မယ်ပုတ်မယ်လှုပ်တာပါ။ ဒါကိုပြောတော့ဟိုကလည်းအငိုးအယိုတွေပါပါလာပြီကလေးစီညမ်းစင်ပါတယ်။ဦးစင်းကျက်လည်းသူကဖုန်းကြီးတစ်ပါးဖြစ်တဲ့အတွက်ဒီကိုလာတယ်ဆိုတာကလည်းအမှန်တိုင်းသိစေချင်လို့မယုံရင်လည်းဦးစင်းရဲ့ကံပါပဲလို့ဆိုကထွက်သွားပါတယ်။ဒီအချိန်မှာပဲမန်တို့နဲ့ဆိုင်စင်တို့နှစ်ယောက်ကရောက်လာပြီ။သူတို့ကကားအနီမောင်းတဲ့လူတွေဖြစ်တာကြောင့်သွားပြီးဝင်ဖြေကြပြန်ပါတယ်။တကယ်တော့ဦးစင်းကျက်တို့ရဲ့ကားကိုရှီကားကပဲနောက်ပြန်ဝင်တိုက်တာပါ။ပြီးတာနဲ့ဦးစင်းကျက်ကိုလည်းကွားနိုင်လိုက်ရိုက်နေလို့ဘေးကလူတွေကဝင်တားရတဲ့အထိဖြစ်ခဲ့တာပါ။ ဒါကိုရှီကာသမားကညင်းနေလို့ဗီဒီယိုကလေးနဲ့ထုတ်ပြတော့မှငိုချင်းချပါတော့တယ်။သူမဟုတ်ပါဘူးတော့လုံနေသေးတာပါ။အပြစ်မှန်ကိုလည်းအားလုံးကတည်သွားကြပါတယ်။ဦးစင်းကန်နဲ့ဦးစင်းဇန်တို့ကိုလည်းရဲတွေကလူတက်ရန်ကြံစီမှုအတီးဖြတ်မှုတွေနဲ့လာဖမ်းကြပါတယ်။အဖမ်းမခံပဲရဲကိုပြန်ချုပ်ပြီးသူတို့ကိုလုံနေပါတယ်လို့ဗီဒီယိုရိုက်နေသေးတာပါ။ဆရာတော်ကြီးကပဲလူဝေလဲပြီးမှခေါ်သွားကြပါလို့တောင်းဆိုလိုက်ပါတယ်။ဒီတော့ဦးစင်းကန်တို့လည်းစိတ်မကောင်းဖြစ်သွားကြပါတယ်။မန်နိုတို့နှစ်ယောက်ကလည်းဦးစင်းချက်ကားတိုက်မိပြီးတေသွားပြီး အလောင်းကဆေးရုံမှာလို့ဆိုတဲ့သတင်းကိုမြင်လိုက်ပြီးသွားဖို့လုပ်နေချိန်တခြားចောင်းသားတွေကဒါပေ့အတူကြီးပါလို့ပြောမှာပဲချိန်ဆပြီးတောင်ပေါ်ចောင်းကိုပြန်ဖို့အထုပ်ပိုးတွေပြင်ဖို့ထွက်သွားကြပါတယ်ဦးစင်းချက်ကတော့တဘာတဲ့တီတီငင်ငင်တောင်ပေါ်ចောင်းကိုပြန်ရောက်လာပြီးចောင်းတိုင်ဘုံကြီးကို ရိုးသေးစွာကတော့လိုက်ပါတယ်ဘုံကြီးကလည်းစိတ်အေးချမ်းနဲ့ဘဲနေရမဆိုဦးစင်းပိုင်နေနေရပါပဲလို့မိန့်လိုက်ပါတယ်ဦးစင်းကန်တဲ့ဆန်တို့ကလည်းလူဝေလဲပြီးရဲကဖမ်းသွားပါပြီး မန်နိုနဲ့ဆိုင်စင်တို့လည်းတောင်ပေါ်เจ้าကိုပြန်ရောက်လာပြီမြို့เจ้าကဦးစင်းတီလည်းပါလာပါတယ်เจ้าနိုင်ဖုန်ကြီးကိုမြင်တော့ဦးစင်းကျက်ဘယ်မှာလဲဖះလုံးမီတော့ဒီမှာဦးစင်းကျက်မရှိဘူးလာသေးလားဆိုတော့လာတယ်ဒီမှာမရှိဘူးဒီတော့မန်နိုလည်းမကြအောင်ဆေးလိုက်မိပါတယ်ဖုန်ကြီးကလည်းနောက်တီးနောက်တောက်နေပါနောက်တော့ဦးစင်းကျက်ကတောင်ပေါ်မှာမှုအပြေးလိုက်သွားကြပါတယ်ဦးစင်းကျက်လည်းသူကလူထွက်တော်မှာဖြစ်ပြီးတာသနာကိုလည်းလမ်းမှန်ရောက်အောင်ဦးမဆောင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်မန်နိုတို့ကလည်းဖုန်တော်ကြီးတစ်ပါးလူထွက်သွားရင် ဘယ်သူကသာသနာကိုစောင့်ရှောက်တော့မှာလဲတကားတို့ပေါ့ဘုန်းကြီးဝတ်တယ်ဆိုတာလူကောင်းစိတ်ဖြစ်အောင်ပုံသွင်းရတာဦးစင်းတယောက်တည်းမလုပ်နိုင်ဘူးဒါပေမဲ့အတူဆိုရင်တော့သာသနာအကျိုးကိုအများကြီးတည်ပိုးနိုင်မှာလို့ဆိုကာဦးစင်းတီကလည်းရှိနေတော့အားလုံးနေရာမှန်ရောက်ပြီးစိတ်အေးရတာပေါ့လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့တောင်ပေါ်ကျောင်းလေးမှာပဲမန်နိုတို့နှစ်ယောက်အပါဝင်မြို့ကပါလာတဲ့ကပ္ပိယတွေလည်းဘုန်းကြီးဝတ်သွားပြီးကျောင်းတိုင်ဘုန်းကြီးနဲ့အတူအေးချမ်းစွာစွမ်းကန်ကြွတာကိုမြင်ရပြီးဇာလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ အဆုံးထိလိုက်ပါကြည့်ယူပေးတဲ့တယောက်ချင်းစီဘဝအမောတွေပြေပြောက်ပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။